ရေတက်အောင်တော့မယ်မင်္ဂလာပါရှင်ကျမတို့ channel တကလေးပြန်လဲကြွဆွန်လာရပါရှင်မြောင်းမှာလေချောင်းနဲ့တက်တဲ့ကြီးချောင်းလေးဦးတည်ဆွန်ခဲ့ရကြောင်းသိရှိရပါတယ်တော်ရရဲ့တဖွဲ့တွင်နေနဲ့ဘုံလာချဲတဲ့လေရင်ကို rock launcher တွင်နေတော်ရဆက်ပြစ်ခတ်မှုတွေလှုံ့ဆော်ခဲ့ရကြောင်းလေရင်တန်ပန်းထိပ်ပြီးပြစ်ချက်မှုရှိခဲ့ကြောင်းသိရှိရပါတယ် စကားတိုင်းမြန်မျိုးနယ်မှာစကောင်းစတကမဆလဆကွယ်နယ်မှာလက်နေကြီးပြစ်ကားတွေနဲ့ဆက်သက်နေထွေနဲ့ပုံကျတက်ခန်းတွေကြောင်းအရက်သားလေးဥတည်ဆုံခဲ့ပြီးတူကတော့အတန်းရရှိခဲ့တယ်လို့ဒေတာခန်းတို့ကပြောဆိုထားပြပါတယ်မြောင်မြုပ်ပေါ်မှာတက်ဆွထားတဲ့စကောင်စစ်တဟာမြုပ်ပြီးပပလက်ကရွာတွေကိုလှည့်နေခြင်းနဲ့ပြစ်ခတ်ခဲ့တာကြောင့်မေတင်ဦးရွာနဲ့ជីကုန်းရွာကအရက်သားနဲ့ဦးတည်ဆုံးခဲ့တယ်လို့ဆိုထားဖြစ်ပါတယ်။ စက်တန်နေတီနဲ့ပုံကျက်တက်ခါတာတွေကြောင့်လည်းမြောင်မြုတ်ပေါ်ကရတနာဦးထမှတ်သိဆုံးခဲ့ပြီးအမျိုးတစ်သမီးတို့ကတော့ဒဏ်ရာရှိခဲ့တယ်လို့မြောင်မြုတ်နယ်ပြည်သူကကိုရင်နဲ့လှုပ်ချုံရေးအဖွဲ့ CDSOM တာဝန်ခံကိုနွေကတော့ပြောဆိုထားဖြစ်ပါတယ် ဒီကနေ့20ရက်နေ့မနေ့ပိုင်းမှာတော့လက်နေချင်းများဖြင့်ရန်တန်းပြစ်ခတ်နေပြီးစက်တက်လေးချင်းတွေနဲ့ပတ်ဝဲနေပြီးဘုံကျဲရန်ပြစ်မှရှာနေစေလို့ထင်ရပါတယ်တိစုံတက္ကတူရီအသေးစိတ်ချက်လက်များကိုတော့မသိရသေးပါဘူးလို့ပြောဆိုထားဖြစ်ပါရယ်။မတ်လ19ရက်နေ့မနေ့ပိုင်းမှာမြောင်မြို့အနီးရှိစကောင်စစ်တပ်နဲ့ဒေတာခံပြည်သူကကိုရီတပ်တကတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စကောင်စစ်တပ်ကယခုလိုပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရှိရပါရယ်။ ရပါတီကတည်ဆမှုနဲ့ပသက်လို့စကောက်စီရဲ့စကိုင်းတိုင်းပြောခွင့်ရသူတိုင်းလူမှုရေးဝန်ကြီးဦးညွဝင်းအောင်ကို RFA ကအမည်များတဲ့အခါမှာအစီအွေရှိနေတာကြောင့်လက်တော်ဖြည့်ဆို့ဖို့မအားလက်တဲ့ကြောင့်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။အကြောင်းရဲ့တည်ဆပင်မောကျွန်မပဲခကြနာကိုပြောပါရှင်။အပင်နာဆင်အတွေ့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။